ါတီဒီမိုကရေစီစနစ်ကိုအမှန်တကယ်ထိုးရတယ်ဆိုလို့ရှိရင်အဓိကဖြစ်တဲ့ယူကော့ပွဲအအောင်မြင်မြင်ပြည့်မောက်နိုင်ဖို့အတွက်မိဘပြည်သူများအနေနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့မြစ်တမ်းရက်ခံလိုပါတယ်။ငလင်တန်အသင့်ဌာနတွေလမ်းတွေတရားတွေနဲ့အဆောက်အဦတွေကိုအမြန်ဆုံးပြန်လည်တည်ဆောက်မယ်လို့ပြောခဲ့တယ်လို့ငင်းငယ်အတွက်လည်းနိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းဖို့ဖိတ်ခေါ်ထားပြီးဖြစ်တာကြောင့်အလုံးပူပေါင်းပေးကြပါလို့ပြောခဲ့တာတွေ့ရပါတယ်။ အယူကြီးဘက်ကတော့လူသားစာနာအခုကြီးဆိုတာကန့်သက်ထိန်ချုပ်ရမယ်အခွင့်အတူးခံစား권မဟုတ်ကြောင်းနဲ့ကိုဂျိုးအတွက်အသုံးမချပဲဘေးသင့်သူတွေစီမြန်မြန်ရောက်ဖို့လိုအပ်တယ်လို့ပြောပါတယ်လူသားစာနာမှုအခုကြီးတွေကိုစစ်လို့စုကလက်နဲ့တပွဲကိုင်ဆွဲအသုံးချနေပါတယ်အကျန့်ဖက်စစ်လို့စုကနိုင်ငံကြီးလက်နဲ့တပွဲချုပ်ကိုင်အသုံးချနေတာကိုကြော်လွားဖို့ လူထုကိုထပ်ပြီးအတုံးချတာမျိုး မဖြစ်စေဖို့အေရှန်နဲ့နိုင်ငံတကာကို ကျွန်တော်တို့သတိပေးတောင်းဆိုနေပါတယ်။ဒါအပြင်အာနာတိမြဲကြီးနဲ့ကိုကျိုးစည်းဘွားအတွက်လူထုကိုအတုံးမချတင်ကြောင်းနဲ့ငလင်တန်ကြုံရချိန်မှာတော့ပြည်သူ့ဗန္ဓာတွေတုံးပြီးလေကြောင်းတိုက်ခိုက်မှုတွေကိုဆက်လုပ်တာက လူထုကိုထတ်ဆင့်ဒုက္ခပေးတာပဲဖြစ်တယ်လို့ထောက်ပြပါဗျာ။ ဒါအတူနိုင်ငံတော်မှာစစ်ကောင်စီထိန်းချုပ်နေပြီဟာလေးပုံတပုံတောင်မရှိကြောင်းနဲ့ဆက်ရနာရှင်နဲ့အာနာရှင်စနစ်မှန်သမျှကိုအဆုံးသက်တိုက်ပွဲဆင်နွှဲနေလို့အခက်အခဲတွေရှိနေပေမဲ့အပိသက်အောင်ပွဲယူဆောင်နိုင်ဖို့ကြိုးစားရမယ်လို့လည်းယာယီသမ္မတကပြောကြားခဲ့ပါတယ်။ငလင်းလုံအပီးရပ်ပေါင်း20ကြော်လာချိန်မှာ DVV ရဲ့စီးရင်တွေအရသိဆုံးသူ4500နီးပါးရှိလာပြီး ပြန်လည်ထူထောင်ရေးတည်မလုံးနိုင်သေးပေမဲ့2025ခုနှစ်ရဲ့နှစ်သက်ကူနှုတ်ဆက်စကားနှစ်ခုမှာတော့ငလင်အကြောင်းကိုအဓိကထည့်ပြောခဲ့ကြတာတွေ့ရပါတယ်။ကျွန်တော်စိုးသူအောင်ပါမြမရေးဆွေးနွေးဖို့ဗန်ကောက်ကိုရောက်ရှိနေတဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟန်ကအီဘရာလာဆရှီနေမနေ့ပိုင်းမှာမြို့သားညွေဆွေရအန်ယူဂျီကကိုယ်စားလှယ်ရင်းနဲ့တွေ့ဆုံဖို့ရှိတယ်လို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေအသိပေးထားပါဗျ။ ဧပြီလ19ရက်နေ့မှာတော့ရှီကောင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့မလေးရှားဝန်ကြီးချုပ်တို့မြန်မာငွေလင်ပြန်လည်ထူထောင်ရေးအပါအဝင်မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီးတွဲဆောင်ဆွေးနွေးမှုအပြီးမှာအခုလိုထုတ်ပြန်တည်ပြလာတာလည်းဖြစ်ပါတယ်။မလေးရှားဝန်ကြီးချုပ်ကမြန်မာအရေးနဲ့ပတ်သက်ပြီးတိုင်းပြည်ပုံမှန်အခြေအနေပြန်လည်ရောက်ရှိဖို့အပါအဝင်မြန်မာပြည်သူရဲ့အရေးပေါ်လူသားချင်းစာနာမှုလိုအပ်ချက်တွေကိုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အဓိကထားဆွေးနွေးခဲ့ကြတယ်ဆိုပြီးသူ့ရဲ့လူမှုကွန်ရက်မှာဖော်ပြထားပါတယ်။ ခုလိုတီးခြားတွေးဆမှုနဲ့ပတ်သက်ပြီးနိုင်ငံရေးအကဲခတ်သူတွေနဲ့တော်လှန်ရေးအင်အားစုတွေဘက်ကဒီလိုတွေးဆမှုအခြေအနေဟာအာဆီယံဒေတာရင်းမှာစစ်ကောင်းဆောင်ကိုပို့ပြီးအတိအမှတ်ပြုရရောက်နေတယ်လို့ဝေဖန်မှုတွေရှိခဲ့ပြီးတွေးဆဆွေးနွေးမှုအပြီးမှာ NUG ကကိုယ်စားလှယ်တွေနဲ့လည်းတွေးဆမယ်ဆိုပြီးအခုလိုအသိပေးလာရလည်းဖြစ်ပါတယ်ရှင်။ ငလင်ဘေးတဲ့ပြည်သူတွေကိုလူသားချင်းစာနာထောက်ထားမှုအကူအညီပေးနိုင်ရေးအတွက်အာဆီယံခေါင်းဆောင်တွေနဲ့စစ်ခေါင်းဆောင်တို့အကြားထိုင်းနိုင်ငံဘန်ကောက်မှာတွေ့ဆုံကြဖို့ရှိပါတယ်။ဒီဆွေးနွေးပွဲကစစ်ကောင်စီအတွက်နိုင်ငံတကာတန်တမာရေးမှာရှေ့ကိုတိုးလာနိုင်တဲ့အခြေအနေတရက်လား။လေးလာသူတွေအမြင်တွေကိုတော့ထပ်အောင်ကပြောပြပေးပါပါရှင်။မလီယံဘေးတင်ပြည်သူတွေကိုလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးနိုင်ရေးအတွက်အာဆီယံခေါင်းဆောင်တွေနဲ့စစ်ခေါင်းဆောင်ပို့ချုပ်မှုအမြင့်အောင်လိုင်းတို့ကြားထိုင်းနိုင်ငံဘက်ကမှတွေ့ဆုံကြမှာပါ။ မလေးရှားဝန်ကြီးချုပ်ကတော့မြန်မာစစ်တပ်အနေနဲ့စစ်စင်ရေးတွေရဆိုင်ထားမှာပဲအကူအညီတွေပေးရမှာဖြစ်တယ်လို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုရှင်းရှင်းလင်းလင်းပြောထားတဲ့အကြောင်းပြောဆိုထားပါတယ်။အာဆီယံအနေနဲ့စစ်ကောင်းဆောင်တွေ့ဆုံမှုဟာဘယ်လိုသဘောဆောင်မှာတလဲ။စစ်ကောင်စီရဲ့တန်တမာရေးအခြေအနေကရောရှည်တိုးလာတဲ့အခြေအနေလားလက်ရှိအချိန်ဟာတဘာဝဘေးကြုံနေရတဲ့ကာလဖြစ်သလိုနိုင်ငံတကာအနေနဲ့လည်းကုညီဖို့တာဝန်ရှိနေတာကြောင့်ဒီအချက်ပေါ်မူတည်ပြီး စစ်ကောင်စီတို့တန်တမာရေးရလှုပ်ရှားဖို့ကဏ္ဍတိုးမြင့်လာတဲ့အခြေအနေလို့နိုင်ငံရေးလေလာသုံးသပ်သူတို့ကပြောပါတယ်။ဒါပြင်လက်ရှိမှာဗတ်တီတီကပြည့်ရဲ့ကြီးညာထားတာကြောင့်ဒီအခြေအနေပေါ်မူတည်ပြီးစပွဲဝိုင်းပေါ်ရောက်လာဖို့အတွက်နိုင်ငံတကာအနေနဲ့တွန်းအားပေးခြင်းနဲ့သဘောလဲပါတယ်လို့ဆိုပါတယ်။ဒါကြောင့်စစ်ကောင်စီနေတဲ့တန်တမာရေးရာကြောင်ပိတ်နေတဲ့အခြေအနေကနေနိုင်ငံတကာနဲ့ပြန်ပြီးဆက်ဆံခံလာရတဲ့အခြေအနေကိုရောက်လာတာလို့လည်းပြောပါရတယ်။ဒီဘက်မှာရာညင်းကြီးကို ွားဖို့ဦးတည်ဖို့တွန်းရင်းနဲ့စစ်ကောင်စီရဲ့တန်တမာကြီးကလှုပ်ရှားနေတဲ့ခန္ဓာပုံပြီးပွင့်တော်တာလည်းပြောလို့ရတယ်ပေါ့နော်ဆိုတော့တစ်ဖက်မှာလည်းဒီ NUG ကိုကျွန်တော်တို့ကံပြူတဲ့ဒါမှမဟုတ်ရင်အပီးရဲ့ဒီအနောက်နိုင်ငံတွေအနေနဲ့ကျတော့လေဒါလက်ရှိမှာသူတို့မှာတခြားရေးဖို့ရင်းဆိုင်နေရတဲ့ခက်ခဲတွေရှိရပေါ့ဒါမှမဟုတ်နိုင်ငံတိုင်းဘာအပြောင်းလဲကြောင်းမလို့ဆိုတော့အာ စစ်ကောင်စီအတွက်အနေငယ်တော့ပုံပြီးတန်တွန်ရည်အားတဲ့အသာချေဆုံးခုပြန်ရှိလာတယ်လို့ပြောရမှာပေါ့နော်။တဖက်မှာတော့တလိုင်းအစိုးရဖြစ်တဲ့မြို့သားညီရေးအစိုးရအန်ယူဂျီအနေနဲ့ကတော့လက်ရှိအချိန်ကြီးတန်မာရေးရကြီးမားတဲ့ဆောင်ရွက်ထားနိုင်မှုမရှိနေသေးပါဘူး။လက်ရှိအချိန်ကြီးအန်ယူဂျီဟာမြန်မာနိုင်ငံအတွက်အရေးကြီးတဲ့အင်အားစုတစ်ခုလူထောက်ခံတဲ့အစုအဖွဲ့တစ်ခုဖြစ်နိုင်ငံတကာကရှုမြင်ထားကြတာမှန်ပေမဲ့လည်းအစုအဖွဲ့ပေါင်းစုံဖြစ်နေတဲ့အချိန်မှာအားလုံးကိုကိုစားပြုတဲ့အုပ်ချုပ်ရေးအစိုးရတည်းရဖြစ်တယ်ဆိုတာကိုတော့ နိုင်ငံတကာကလက်မခံနိုင်သေးတာကအရေးကြီးတဲ့အချက်လည်းဖြစ်ပြီးတန်ငင်းတပံငင်းမှာကန့်သက်ချက်တွေဆက်ရှိနေတာလို့နိုင်ငံရေးလီလာတုံးသက်သူစန်းကြည်စင်ဆိုကပြောပါတယ်။ဒါကြောင့်အန်ယူဂျီအနေနဲ့အားလုံးကိုကိုးစားပြုနိုင်ဖို့ဒါမှမဟုတ် အားလုံးစုပေါင်းပါဝင်တဲ့အစိုးရတည်းတရားဖြစ်လာဖို့ကအရေးကြီးတယ်လို့ဆိုပါတယ်။ဒီတော့ပါပေါ့အစုဖွဲ့အားလုံးရဲ့အထက်မှာရှိနေတဲ့အစိုးရအဖွဲ့ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ဆက်သွားရင်တော့ကျွန်တော်တို့ဒီသူ့အနေနဲ့ ပါအဆင်ပြေတိုင်းမှာမဟုတ်ဘူးဒီ political dynamics and the diplomatic dynamics ဆိုတော့ပြောင်းဖို့တော့ခက်လိမ့်ဒါပေမဲ့ကျွန်တော်တို့အဲ့ရှိနေတဲ့အစုအဖွဲ့အခုနေမြေရထိန်းချုပ်ပြီးတော့သူတို့အုပ်ချုပ်ရေးထူထောင်နေတဲ့အစုအဖွဲ့တွေကလက်ခံပြီးတော့ဒါမှမဟုတ်သူတို့ကိုယ်တိုင်ပါဝင်ပြီးတော့စုဖွဲ့တဲ့ NUG အသက်လိုမျိုးဆိုရင်တော့အဲ့ဒါဆိုရင်တော့ပုံစံတစ်မျိုးဖြစ်လာနိုင်မယ်လို့ကျွန်တော်ကျွန်တော်အနေနဲ့မြင်မိရခင်ဗျ စကောင်းဆောင်တဲ့တစ်ဖက်သက်ဆက်ဆံဆောင်ရွက်နေမှုတွေကိုအာဆီယံအနေနဲ့အထူးသတိပြုဖို့မျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီပါဝင်တော်လိုင်းရင်အားစု၈ခုကထုတ်ပြန်ထားပါတယ်။အာဆီယံအနေနဲ့မြန်မာနိုင်ငံအတွက်လူသားချင်းစာနာမှုအကူအညီတွေကိုစကောင်းဆောင်ကတဆင့်ပေးရမှာဆိုရင်လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေဟာနိုင်ငံရေးအရလွဲသုံးချမဲ့အန်ဒီယေကိုကျောင်းမှာဖြစ်တာကြောင့်ကန့်ကွက်တယ်လို့လည်းမျိုးသားညီညွတ်ရေးအစိုးရဘက်ကပြောပါတယ်။ဒီအာဆီယံဖွဲ့နဲ့တော့ကျွန်တော်တို့အန်ယူဂျီနဲ့ကတော့ဒီထိပ်တွေ့ဆက်ဆံနေတာ အာဆီယံထူးကိုယ်စားလှယ်ရောအာဆီယံဥက္ကဋ္ဌပါတီလုပ်နေတဲ့မလေးရှားနိုင်ငံနဲ့ရောကျွန်တော်ထိတွေ့ဆက်ဆံနေတာတော့ပုံမှန်ရှိနေပါတယ်။အာအခုလိုအချိန်မှာတော့ငလင်နဲ့ပတ်သက်ပြီးတော့ဟာဒီညှိနှိုင်းဆောင်ရွက်ဖို့ဟာထူးလိုအပ်တယ်ဆိုတာလည်းထောက်ပြပြောကြားခြင်းပါတယ်။ကျေးဇူးပါစစ်ကောင်ဆောင်နဲ့တွေ့ဆုံမှုတွင်ညဉ့်ဉိုင်းကိစ္စတွေလည်းအာဆီယံဘက်ကဆွေးနွေးမယ်လို့သတင်းတွေလည်းထွက်နေတာဖြစ်ပါတယ်။ကျွန်တော်ထပ်အောင်ပါ ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့တိုင်းတိုက်ပွဲအတွင်အကျဉ်းထောင်ပွင့်ပြီးထွက်လာခဲ့တဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတွေဟာဧပြီလ18ရက်နေ့မြန်မာနိုင်ငံတည်ရနေ့မှာမြို့ရဲကနေအပြီးထွက်ခွာနေကြပြီးဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသားဟောင်းတွေကပြောပါရယ်။တရုတ်နိုင်ငံဂျာဝင်ညှိနှိုင်းမှုကြောင့်ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော်လာရှုကနေ MNDAA ကိုကန့်တက်တွေဟာဧပြီလ22ရက်နောက်ဆုံးထားပြီးဆုတ်ခွာပေးရမှာဖြစ်ပြီးစစ်ကောင်စီတပ်တွေပြန်လည်ဝင်ရောက်လာမှာကြောင့်မြို့ကန်တွေနဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတွေကစိုးရိမ်နေကြတာပါ။ လက်ရှိဆရာဖတွေကအရက်ဝတ်တွေနဲ့ဝင်လာပြီးရောက်ရှိနေပြီဖြစ်လို့အားချင်းရွှေ့ပြောင်းနေရပြီးနောက်နေ့ဆိုရုံထိုင်ပြီးလို့ကြားသိရကြောင်းနိုင်ငံရေးအကျဉ်းသူတယောက်ကပြောပါရယ် MNDAA တပ်ဖွဲ့အနေနဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတွေအတွက်ဘာတာဝန်ယူတာမှမရှိသလိုနိုင်ငံရေးအကျဉ်းသားဟောင်းတွေကကိုယ့်အစီအစဉ်နဲ့ကိုယ်လာရှုံးမြို့ပြင်ဘက်ထွက်ခွာနေထိုင်နေကြရတယ်လို့နိုင်ကျင်းဟောင်းလူငယ်တယောက်ကပြောပါရယ်လာရှုံးအကျဉ်းထောင်မှာနိုင်ငံရေးလှုပ်ရှားမှုကြောင့်အကျဉ်းကျနေတဲ့အကျဉ်းသူအကျဉ်းသားတွေဟာတစ်ဆယ်နှစ်ဆက်ကွန်စစ်စေးမှာလာရှုံးမြို့တိုင်းတိုက်ပွဲကြောင့် ပြီးခဲ့တဲ့2024ခုဇူလိုင်လ28ရက်ကထောင်ပေါက်ထွက်လာခဲ့ကြတာလည်းဖြစ်ပါရဲ့ရှင်။ထိုင်းနိုင်ငံမဲဆောက်မြို့ရောက်ရွှေပြောင်မြန်မာတွေစုပေါင်းပြီးတောရဖုံးတော်ကြီးကျောင်းမှာမြန်မာနှစ်သစ်နှစ်ဆန်းတရနေ့အထိမ့်မှတ်အဖြစ်နှစ်ဦးစွန့်ကပ်လူပွဲပြုလုပ်ခဲ့ကြပါတယ်။မောင်တူးသတင်းပေးပို့ထားပါရဲ့ရှင်။ဟုတ်ကဲ့ပါမြန်မာတက်ရစ်1386ခုနှစ်ကနေ1389ခုနှစ်ကိုကူးပြောင်းတဲ့နှစ်စန်းတရမှာကရင်ပြည်နယ်မြောက်ဝတီတစ်ဖက်ကမ်း မဲဆောက်မြို့ရောက်ရွှေပြောင်းမြမာတွေကတော့ရဖုံးတော်ကြီးเจ้าမှာနှစ်ဦးစွန်းကတ်လူပွဲပြုလုပ်နေကြတာပါနေရတာဒီနေ့ကဘာလဲလှုပ်လဲဆိုတော့မနက်ခင်းရခဲ့ကစွန်းဝိုင်းနေပြင်ပါတယ်ချိုဝိုင်းနေပြင်ပါတယ်စွန်းနေခင်းပေးပါတယ်ဖုံးယူစွန်းကတ်ရပါတယ်တို့တို့ကျောင်းကျောင်းချင်းဒီဥစမီနာမ်ကိုလာဒီဝိတာကိုတဲ့နော်ဒီဒီအဲအင်းအန်ရေတာဝန်ကအားလုံး ်ဆိုအမှုရှင်ဖြစ်ပါလေနီဦးစွန်ကပ်ပွဲရောက်ရွှေပြောင်းမြမာတွေကတော့မြမာပြည်ငိမ့်ချမ်းဖို့လိုလားနေကြတာပါအော်မြမာနိုင်ငံလည်းမျက်လုံးအချမ်းပါစေလို့စတောင်းမေးအော်မြမာနိုင်ငံမှာမျိုးမျိုးပေါ့ယောဂဘေးတွေရောကပ်ဘေးတွေရောစစ်ဘေးတွေရောဖြစ်နေလို့လေမြမာနိုင်ငံရဲ့မျက်လုံးအချမ်းပါစေလို့စတောင်းမေးပါတယ်လို့နှစ်သက်မှာ ိုင်ငံရေးတွေရောစီးပွားရေးတွေရောအကလုံးကောင်းပါသေးပေါ့ဟိုတက်တယ်ပျော်ရွှင်ပါသေးပန်းနေလိုပဲလမ်းဆန်းပါသေးလှပပါသေးပေါ့နိုင်ငံရေးရောစီးပွားရေးရောဒါအပြင်မကြခင်ကလှုပ်ခတ်ခဲ့တဲ့ငလျင်ဘေးတဲ့မြမပြည်သူတွေအတွက်လဲရွှေပြောင်းမြမတွေကရည်စူးလှူဒန်းကြကြတာဖြစ်ပြီးဆရာနာရှင်လက်အောက်ကနေမြမပြည်ကြီးအမြန်ဆုံးလွတ်မြောက်ဖို့လဲဆုတောင်းသွားကြပါရယ်ခမညာကျွန်တော်မောင်တူပါ ဥဇောသက္ကရာဘဒနာချံကံလာရှိသည်နဲ့လျော်နေစွာရှိခိုးခြင်းဤတရားမြတ်လို့ခြင်းတရားယူသည်လေးမြပြုခြင်းတရားဖြစ်တော်မူသောဘုရားမြတ်ဆုံးယရဏအိန္ဒိယနိုင်ငံအတိုက်ခံကွန်ဂရက်ပါတီဝင်တွေဟာပါတီကောင်းဆောင်ယဟူးဂန်ဒီနဲ့သူမိခင်ဆိုနီယာဂန်ဒီတို့ကိုတရားစွဲဆိုထားမှုနဲ့ပတ်သက်ပြီးဧပြီလ16ရက်ကဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေကပါတီအလံတွေနဲ့လက်ကင်ပိုစတာတွေကင်ဆောင်ရင်းလမ်းတွေပေါ်တက်လာခဲ့ကြတာပါဝင်ကြီးချုပ်နာရန္ဒရာမိုဒီရဲ့အာနာရှင်စနစ်ဆိုတဲ့ကြွေးကြော်အသံတွေကြွေးကြော်ရင်းတိုင်းပြည်ရဲ့ဒီမိုကရေစီကိုအကာအကွယ်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်အမျိုးသားတန်တော်စင်သတင်းစာကိုထုတ်ဝေတဲ့ကုမ္ပဏီပိုင်ဒေါ်လာတန်300ရန်ပိုင်ဆိုင်မှုကိုတရားမဝင်သိမ်းယူဖို့ ဂန္ဒီကဟန်ပြကုမ္ပဏီတစ်ခုတည်ထောင်တယ်ဆိုတဲ့ဆွဆွဲချက်နဲ့ပတ်သက်တဲ့စုံစမ်းစစ်ဆေးမှုတွေ့ရှိချက်တွေကိုဗန်နိုင်းရာဇဝမှုဆိုင်ရာအေဂျင်စီ ED ကနယူးဒေလီတရားရုံးကိုဧပြီလ15ရက်မှာတင်ပြခဲ့ပါတယ်။ဂန္ဒီပေါ်ဆွဲချက်တင်တာဟာနိုင်ငံရေးအရာလှုံ့ဆော်မှုဖြစ်တယ်လို့ကွန်ဂရက်ပါတီကအင်ကာနေကလေးကထပ်လောင်းပြောဆိုခဲ့ပါတယ်။အမျိုးသားသံတော်ဆင့်တရင်စာကိုအိန္ဒိယရဲ့ပထမဆုံးဝန်ကြီးချုပ်ဂျဝါဟာလာနေရူးက1938ခုနှစ်မှာတည်ထောင်ခဲ့တာပါ ွန်ကရက်ပါတီကိုသူ့ရဲ့သားမီးတွေကဆယ်စုနှစ်များစွာဦးဆောင်ခဲ့ပြီးလက်ရှိပါတီကောင်ဆောင်ယဟူးကန်ဒီကနေရူးရဲ့မြေးဖြစ်ပါတယ်ရှင်။ဆူဒန်နိုင်ငံဟာလက်ရှိကမ္ဘာပေါ်မှာအပြင်းထန်ဆုံးအိုးမဲအိမ်မဲအကျက်တဲနဲ့ရင်ဆိုင်နေရပြီးနိုင်ငံတွင်းပြည်ပခရတွေကြောင့်လူပေါင်း73သန်းနီးပါးအိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ် 2023ခုနှစ်ဧပြီလ15ရက်နေ့ကစပြီးအိန္ဒိယနိုင်ငံတွေစီထွက်ပြေးတိမ်းရှောင်နေရသူ၄သန်းနီးပါးရှိတယ်လို့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR ကတနင်္လာနေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။ တောင်ဆူဒန်ချက်နဲ့ယူဂန်ဒါတို့လိုနိုင်ငံတွေကဒုက္ခသည်စခန်းတွေမှာတော့အထူးသဖြင့်ထိခိုက်လွယ်တဲ့အမျိုးသမီးတွေနဲ့ကလေးသင်ငယ်တွေအပါအဝင်လူတွေဆွဆွရွရွပြည့်ကျက်နေပြီးဆူဒန်နိုင်ငံထဲမှာတန်ရှင်းတဲ့တောက်တုံးရရဖို့ရုန်းကန်နေရဆဲဖြစ်တယ်လို့ UNHCR ပြောရေးဆိုခွင့်ရှိသူအိုဂါဆာရာဒိုကမကြသေးခင်ကပြောပါတယ်အရှိရကံရုံတစ်ချောင်းမှာရှိတဲ့ဆူရန်စိတ်ကန်းဟာဒိုင်းရိုက်တိုက်ခိုက်ခံရတာမရှိဘဲတည်ငြိမ်နေလို့ဆူရန်ဒုက္ခသည်တွေအတွက်တော့အဓိကစုဝေးရာနေရာတစ်ခုဖြစ်လာပါဗျ။ ဒေသဆိုင်ရာအာဏာပိုင်တွေကဒါဇင်နဲ့ချီတဲ့ဒုက္ခသည်စခန်းတွေကိုထူထောင်ထားပြီးဂရိဘခစုံတွေကနေထွက်ပြေးလာသူနှစ်သိန်းကျော်အတွက်ခိုးလုံရနေရာတွေပေးထားပါတယ်ရှင်အာဆီယံဘောလုံးအဖွဲ့ချုပ် AFF ဟာလာမယ့်မေလ28ရက်မလေးရှားနိုင်ငံဘူကစ်ကြာလီကွင်းမှာပရီးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုက်တက်အသင်းနဲ့အာဆီယံညွန်ပေါင်းအာဆီယံအောစတားစ်တို့ခြေစမ်းပွဲကိုစီစဉ်ထားပါတယ်။ အဲ့ဒီခြေစမ်းပွဲမှာမြန်မာလက်ရွေးစင်ကွင်းလယ်လူမမောင်လွင်ကိုအာဆီယံညွန်ပေါင်းအသင်းမှပါဝင်ကစားဖို့ရွေးချယ်လိုက်ကြောင်း AFF ကအကြောင်းကြားရဲဆိုပြီးမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကဧပြီလ18ရက်မှာထုတ်ပြန်ပါတယ်။မမောင်လွင်ဟာလက်ရှိမှာမြန်မာလက်ရွေးစင်အသင်းအတွက်ခြေစွမ်းပြပါဝင်ကစားနေတယ်လို့ Thai Premier League Club Lamphun Warrior FC မှာလည်းခြေစွမ်းပြကစားနေရကြောင်းအာဆီယံညွန်ပေါင်းအသင်းအတွက်မြန်မာကိုစားပြုရွေးချယ်တာဖြစ်တယ်လို့ AFF ကထုတ်ပြန်ထားပါတယ်ရှင်။ ဒီဗီယူမြင့်တန်ကြားရဲ့မနက်၈နာရီသတင်းတွေကိုရှုစားကြရတာပါမနက်၈နာရီမှာလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်ဆွက်ပြီးတင်ဆက်ပေးမှာပါကျမတော့ဖူအီအီနွယ်ပါကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် င်တန်ကြားပရိသတ်များမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ပတ်စဉ်ထုံးလင်းတင်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစားပါဇက်အငှားပေးစာများဖတ်ကြားခြင်းတော်တူ TVB အစီအစဉ်ပြန်လည်စတင်ပါပြီခင်ဗျာဒီတစ်ပတ်မှာကျွန်တော်နဲ့အတူတူဖတ်ကြားပေးမဲ့သူကတော့မတ်တီဗီပဲဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါမတ်တီဗီဟုတ်ကဲ့မင်္ဂလာပါကိုအောင်ကျော်ရေဒီတစ်ပတ် TVB ရဲ့တော်တူ TVB အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင် ဟုတ်ကဲ့ပါပေးစာတွေထဲကမှပထမဦးဆုံးဖတ်ပြပေးခြင်းတဲ့စာကတော့ကျွန်တော်ရဲ့တော်တူ DVB အစီအစဉ်ကိုအပတ်စဉ်ပုံမှန်ပေးပို့နေတဲ့